အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်တက်တီအားလုံးမင်္ဂလာပါ။အခု Manchester United က Transfer Market မှာသူတို့လူချင်းတဲ့ကစားသမားတွေကိုတောက်လျှောက်ခေါ်နေတဲ့အချိန်မှာအခု Club ကပြီးခဲ့တဲ့ရာသီမှာတမိုင်းတစ်လျှောက်အဆိုးဝါးဆိုပဲအဆင့်ဆန်5ဆိုတာက Man United History မှာကျွန်တော်မကြားသလောက်ပဲ။ Ruben Amorim က Okay Europa League Final တက်သွားတာမှန်တယ်။ဒါပေမဲ့သူတို့မျှော်လင့်ထားတဲ့ Expectation တွေဘာမှမဖြစ်ခဲ့ဘူး။ အဆိုးဝါးဆုံးအခြေအနေတွေအများကြီးကြုံတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာ Manchester United ဆိုတဲ့ brand တစ်ခုကတော့ကမ္ဘာမှာကြိုကြတော့ပါဟိုတနေ့ကပဲဒါကမ္ဘာမှာတန်ဖိုးအကြီးဆုံး club တင်ပေါ့လေဒါ richest ဒါ the most valuable ဒါ valuable club ဆိုပြီးတော့ဒါ club ဆိုပြီးတော့သူတို့ကြီးညာတဲ့အချိန်မှာဒါအခု Man United ကအခုလက်ရှိမှာဒါ Real Madrid နဲ့အတူထိပ်ဆုံးမှာရှိတယ်ဒါဒီ transfer market ရဲ့ valuable list ထဲမှာ ်ရီယယ်မက်ဒရစ်ကတော့အများဆုံးပေါ့လေဒါလက်ရှိနေထားရအများဆုံးအသင်းထဲမှာရှိပြီးတော့မှတစ်ဖက်မှာဒါထိတ်ဆုံးအသင်းတွေရှိတယ်ဆိုမက်ဒရစ်က6.85ဘီလီယံထိရှိပြီးတော့မန်ယူနိုက်တက်က6.6ဘီလီယံဘာစလိုနာက9.65ဘီလီယံရှိတယ်လီဗာပူးက9.4ဘီလီယံရှိပြီးတော့နောက်မန်စီးတီးက9.3ဘိုင်ယန်က9.1နောက် PSG က2.6ဘီလီယံ အာစနယ်က3.4စပက်စ်က3.3ချယ်ဆီက3.2နဲ့ဒါဒါ top 10ထဲမှာပါတယ်ဆိုတော့ United ကဘလို့အခြေအနေမှာ suffer ဖြစ်ဖြစ်ဘလို့အခြေအနေမှာဖြစ်ဘလို့ပြဿနာပဲဖြစ်ဖြစ်ဘလောက်ရုံးကန်ရရုံးကန်ရသူတို့အသင်းရဲ့ brand တစ်ခုကအမှန်တိုင်းပြောရင်တော့ကြံကိုကြံတဲ့အခု Real Madrid ရဲ့ successful အောင်မြင်မှုတွေ Barcelona ရဲ့ successful အောင်မြင်မှုတွေကြောင့်သာဒီအသင်းတွေထိပ်မှရှိပါမယ် United လိုဇာတ်တိုက်ကြရှုံးနေဒီအသင်းတွေရှိရှိလက်ရှိနေထားရဲ့ထိပ်မှရှိပါမလားကျွန်တော်တို့ဟိုတလောက ဟိုဒီ jersey တွေရောင်းရတဲ့ဒီ jersey တွေကို analyze လုပ်တဲ့ website တစ်ခုကနေကြီးနိုင်ချိန်မှာပြီးခဲ့တဲ့2024 25ရာသီမှာ jersey များဆုံးရတဲ့ရောင်းရဆုံးအသင်က United ဆိုတော့ United ကထိတ်ဆုံး Man United ကထိတ်ဆုံးမှာရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တာက Matthias Cunha က Champions League လည်းမရှိဘူးဥရောပပြိုင်ပွဲမရှိဘူး Premier League မှာ striker ဖြစ်ပြီးတော့ပြန်လဲတိဆောက်ရမယ့်ဒီအသင်းကို ခေါင်းငင်းခဲ့တယ်ဒီသင်းမှာဒီသင်းကျွန်တော်ဒီသင်းကိုပဲပြောင်းဖို့ဆုံးဖြတ်ခဲ့ပြီးတော့ဒီသင်းကိုရွေးချယ်တယ်အခု Arsenal Newcastle Liverpool နဲ့ Tottenham တို့စိတ်ဝင်စားတဲ့ Brian Ambumo ကိုတိုင် Ambumo ကိုတိုင်မှာကျွန်တဲ့အသင်းတွေကိုအကုန်ပယ်ချပြီး United ကိုရွေးချယ်ခဲ့တယ်ဆိုတော့ Man United မှာ United United ကတော့ Bayern Ambumo ရဲ့အပြောင်းအရွှေ့ကိုအခုစပြီးတော့ညှိနေတယ်။ Brentford က60လောက်တောင်းထားတယ်။ဒါပေမဲ့ကျွန်တော်ပြောချင်တာက မန်ချက်စတာယူနိုက်တက်ဒေါက်စတရိုကာဖြစ်နေတဲ့လောက်ဂျုံကန်နေရာတိတိုင်အောင်သူတို့ဟာကစားမတွေကိုခေါ်ယူနိုင်ဖို့အတွက် attractive ဖြစ်နေစေဆိုတဲ့အချက်ပဲဒီချက်ကတခြားအသင်းတွေရှိမှမရနိုင်ဘူးပြရှင်းရှင်းလေးမန်စီးတီးကြနေမန်စီးတီးကဂွာဒီယိုလာဆိုတဲ့အရှိန်လေးတစ်ခုနဲ့ရာခေါင်းရအောင်ပဲဒါပေမဲ့တနည်းနည်းလောက်မဟုတ်ပဲ၄၅၁၀နှစ်လောက်ကြာရင်တော့တော့ဘယ်သူမှစိတ်ဝင်စားတော့ဘူးလီဗာပူးလည်းအစောပိုင်းကြာနေတဲ့အချိန်မှာဘယ်သူမှစိတ်ဝင်စားဘူးကလော့နဲ့တူပြန်ထောင်တဲ့အချိန်မှာလီဗာပူးကဖြီးဖြီးချင်းပြောင်းလာတယ် အာဆယ်နဲ့ဒီတိုင်းပဲအသိတော့ဒါပေမဲ့ Man United က difference ဆိုပြီးအဲ့တခုကတော့ဒါသူတို့ချီးကျူးတယ်အခုဆိုရင် Bruno ဆိုလဲ United နဲ့တူ great again ဖြစ်ဖို့အတွက်တကယ့် Sanchez တွေလာစားတွေကိုပယ်ချပြီးတော့ club မှာဆက်နေတယ်ဆိုတော့တခုပဲပေါ့လေတချို့ဟိုတနည်း report တခုမှာ Man United အသင်းကတခြားအသင်းတွေဆိုင်တော့နည်းနည်းတော့ salary ပေးတာကျန်တယ်ဒါကျွန်တော် Premier League club ထဲမှာသူတို့လာစားတော်တော်လေးပေးတဲ့အသင်းတွေမှာပါတယ် Chelsea ဆိုရင် ါခိုးဖားမလို့ကစားမမျိုးတော့2033ဒီချုပ်တာတပတ်ကို3သိန်း3000ပဲပေးတယ်။ Man United မှာ Casemiro 3သိန်းကျော်ရှိတယ်၊ Rashford 3သိန်းကျော်ရှိတယ်၊ Sancho 3သိန်းကျော်ရှိတယ်။ဒါတွေက United ကနည်းနည်းလေး management by အားနေတဲ့အချက်ပြပေမယ့် United ကအခုလာဆာနဲ့ပတ်သက်လို့ရှင်တို့တို့မျိုးမျိုးမြင့်မြတ်ပြီးတဲ့ချက်ဒီချက်ကလည်းလာဆာများလို့ United ကိုပြောင်းနေဆိုတဲ့အချက်တစ်ချက်လည်းဖားတော့တတိထဲမှာတော့ပါတယ်။ဥပမာ Brian Abumo ဆိုရင် Brentford မှာ9000ပဲရတယ် တကယ်လို့ United ကိုပြောင်းရင်သူ2သိန်းနဲ့2သိန်းခွဲလောက်ရမယ်လို့သူမျှော်လင့်ထားတယ်။ Matthias Cunha ကဒါ Wolverhampton မှာတစ်ပတ်ကို6000ပဲရတယ်။ Man United ကိုရောက်လာတဲ့အချိန်မှာတစ်ပတ်ကို2သိန်းရတယ်။ဒီလဆာ salary ကတော့ United ချီကတခြား Premier League club တွေတည်းလွယ်လွယ်ကူကူပိုရနိုင်တဲ့အချက်အခု Kobe Menu ဆိုရင်တစ်ပတ်ကိုသူ2000ဝဲ3000လောက်ပဲရအချိန်မှာသူက3800လောက်လိုချင်တယ်။ club ကတော့မပေးသေးဘူး။ဒါပေမဲ့ပြောချင်တာက United မှာလွယ်လွယ်ကူကူ salary တိုးနိုင်တဲ့အချက်တစ်ချက်ကတခြားအသင်းတွေနဲ့မတူညီတဲ့အချက်ပဲသူတို့ financial တောင်းတာလည်းပါတယ်ဒါပေမဲ့ပြောချင်တဲ့အဓိက main point ကဘလို့အခက်ခဲတွေဘလို့အချိန်မှဖြစ်ရသူတို့ဟာထိတ်တန့်အဆင့်ကစားမတွေကိုဆွဲဆောင်နိုင်တဲ့အရေးသွေးဆွဲဆောင်နိုင်တဲ့ brand တခုဆွဲဆောင်နိုင်တဲ့ဒါအမှတ်တရတစ်ခုဖြစ်ကြံရှိနေစေဆိုတဲ့အချက်ပဲဆိုတော့နောက်ထပ် surprise ဘယ်သူတွေထပ်လာမလဲစောင့်ကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်